ခုဝီရပိုင်းမှာကျွန်တော်တို့ဂျပန်မှာပေါ့နော်အကုံလုံးကရွှေရွှေရွှေဆိုပြီးတော့ဒီ Facebook တွေဒီ TikTok လိုနေရာမျိုးတွေမှာလည်း blue ပြန်နေအောင်တွေ့ရတယ်ပေါ့နော်အဲဘယ်သူကတော့အဲဘယ်နေ့ကရွှေဝယ်လိုက်တာဒီနေ့မှဆိုရင်တော့အဲရန်2000တောင်းမြတ်တယ်ရန်3000တောင်းမြတ်တယ်အဲရန်ဘယ်လောက်မြတ်တယ်ဆိုတာခဏခဏတက်လာတွေ့ရတယ်ပေါ့နော်အဲအဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုချိန်မှာရွှေကဂျပန်မှာလည်းဝယ်တင်သေးလားမဝယ်တင်သေးလားဆိုတဲ့ဟာနဲ့တစ်ချက်ပြီးကျွန်တော်တို့အဲအဲ့ဟာလေးတစ်ချက်ပြောကြည့်အောင်ပေါ့နော် အဲကျွန်တော်တို့အရင်ဆုံးသိရမှာဗောနောအခုချိန်မှာ ရွှေဈေးရကြတော့ဘာလို့အဲဒီလောက်ထိတက်နေရလဲဆိုတဲ့ဟာကိုကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီဟာလေးကိုအဲသိဖို့တော့လိုတယ်ဗောနောအဲနောက်ပြီးတော့အခုချိန်မှာရွှေသေးရအချွေရောဝယ်တင်သေးလားဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်အဲသိဖို့တော့လိုတယ်ဗောနောအရင်ဆုံးအနေနဲ့အခုချိန်မှာရွှေရကဘာလို့ဒီလောက်ထိတောင်ဈေးတက်နေတာလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်အဲအခုချိန်မှာဗောနောအဲတခြားပညာရှင်တွေခံမှန်းကြတာသူတို့တွေပြောကြတာတော့အဲဘာလို့တက်နေလဲဆိုရင် ကျွန်တော်ခုနှစ်ကုန်မှာ FA ဒီ American ဘိုဘန်ကနေပြီးတော့အဲအတွန်းလုံးထပ်ပြီးတော့ short ချမယ်ဆိုပြီးတော့အဲခံမှန်းကြရတယ်ဗောနော်အဲအဲဟာကြောင့်မလို့တကယ်လို့မအတွန်းလုံး short ချရင်ဆိုတော့အဲအတွေးနဲ့တို့တွေအဲဒေါ်လာအစားကိုရွှေကိုပြောင်းပြီးတော့ကင်ကြတာညားလာတယ်ဗောနော်အဲအကြောင်းမလို့လဲရွှေစည်းကအခုအတားကိုတက်လာတာပဲဖြစ်ပါတယ်အဲဒီ FA ဒီဘိုဘန်နေ အတုံးတုံးချော့ချရင်ဘာလို့အဲဒေါ်လာကိုမကင်ကြတော့လဲဆိုတဲ့ဟာနဲ့အဲတစ်ချက်သိဖို့တော့လိုပဲဗောနော်ဘာလို့လဲဆိုတော့အဲ FD ရ FD ဗောနော်ကျွန်တော်အမေရိကန်ပုံပန်းကနေအတုံးတုံးချော့ချလိုက်ရင်ဘာဖြစ်မလဲဗောနော်အဲအတုံးတုံးချော့ချလိုက်ရင်ကြတော့ကျွန်တော်တို့အမေရိကန်ဗဟိုဘဏ်ကနေဗောနော်အတုံးတုံးချော့ချလိုက်တယ်ချော့ချလိုက်တယ်ဆိုရင်ကျွန်တော်တို့ဘဏ်ကနေပြီးတော့ အဲငွေချေးတဲ့လူတွေများလာမယ်ငွေချေးပြီးတော့လုပ်ငန်းလုပ်မဲ့လဲပတ်မဲ့လူတွေပို့ပြီးတော့များလာမယ်အဲဒါဆိုရင်ဘဏ်ထဲကနေရှိတဲ့ပတ်သက်တွေအပြင်ကိုပို့ပြီးတော့ထွက်သွားမယ်ပေါ့နော်အဲအပြင်ကိုဘဏ်ထဲကပတ်သက်တွေအပြင်ကိုရောက်သွားတဲ့အများကြီးရောက်လာလေအဲသူတို့ကဟိုခံမှန်းတာငွေချေးဖောင်းပါမှုဖြစ်နိုင်တယ်ပေါ့နော်အဲငွေချေးဖောင်းပါမှုဖြစ်ရင်ဘာဖြစ်မလဲဆိုတော့အရင်ဒေါ်လာကင်ထားတဲ့လူတွေကကြတော့ အဲသူတို့တွေကဒေါ်လာတန်ဖိုးယော့လာမယ်တန်ဖိုးယော့လာရင်သူတို့တွေရှုံးမယ်ပေါ့နော်အဲအဲ့အဲ့ကြောင့်မလို့ဒီ FED ဘိုးဘန်းနေအတုံးလုံးချော့ချမယ်ဆိုတော့အဲဒီခံမှန်းချက်တွေပို့ပြီးတော့ကြဲကြဲလောင်လောင်ထွက်လာတဲ့အချိန်မှာသူတို့တွေကဒေါ်လာအစားပေါ့နော်ဒေါ်လာကိုမကင်တော့ဘဲနဲ့ဒေါ်လာအစားအဲဒီခြွေဘက်ကိုပြောင်းပြီးတော့ကင်လာကြတယ်ပေါ့နော်အဲဒီသူတို့ဒေါ်လာတန်ဖိုးကြမှာဆိုတဲ့အတွက်ခြွေခြွေဘက်ကိုပြောင်းကင်လာကြတယ်အဲခြွေဆိုတဲ့အရာကြတယ်ဒီ inflation theory တောင်ကိုအခံနိုင်ဆုံးအရာပေါ့နော်ဒီငွေကြေးပေါင်းပါမှုတောင်ကိုအခံနိုင်ဆုံးအရာဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ရွှေဘက်ကိုပြောင်းပြီးတော့ခြင်လာကြတယ်ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကကျွန်တော်တို့အခုအဲတွေ့ရတဲ့ကဘာနိုင်ငံရေးခင်းချင်းနေပေါ့နော်အဲဒီကျွန်တော်တို့ခုကဘာကြီးကတဖြည်းဖြည်းနဲ့ပေါ့နော်စစ်ရိတ်တန်းလာတယ်အဲအဲ့ဒါကြောင့်မလို့အဲရွှေဘက်ကိုပို့ပြီးတော့လူတွေအာယုံဆိုင်လာတယ်ပေါ့နော်အဲနိုင်ငံရေး အဲတနိုင်ငံနဲ့တနိုင်ငံဆစ်ဖြစ်ကြပြီးဆိုရင်တော့မှပဲချွေဆိုတဲ့အရာဘယ်တော့မှပျောက်ပြတ်သွားမယ့်အရာမဟုတ်ဘူးအဲဒါကြောင့်မလို့ချွေဘက်ကိုပို့ပြီးတော့အာယုံအာယုံကြလာကြတယ်ဗောနော်အဲအခုချိန်ဆိုရင်ရုရှားနဲ့နေတိုးနဲ့ကလည်းဆစ်ဖြစ်မယ်တကယ်ကင်းနဲ့အဲဆစ်ဖြစ်နိုင်ခြင်းများတယ်ဗောနော်အဲဒါကြောင့်မလို့ဒီနိုင်ငံရေးသတင်းတွေကြောင့်လည်းပါတယ်ဗောနော်အဲနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဗောနော်အဲဂျပန်မှာအခုချိန်မှာရွှေဝဲတင်လာဗောနော်ရွှေဝဲတင်လာဆိုရင်တစ်ချက်ကြည့်ကြည့်အောင်ဗောနော် အဲရွှေဝယ်တယ်ဆိုတဲ့နေရာမှာဗောနော်ရွှေကိုရင်းနှီးမြုပ်နှံတယ်ဗောနော်ရွှေကိုရင်းနှီးမြုပ်နှံတယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကရွှေဆိုတဲ့အရာလည်းအဲအတက်အကျရှိတယ်ဗောနော်အဲဈေးနှုန်းတက်တဲ့အခါရှိတယ်ကျတဲ့အခါရှိတယ်တခြား store တွေလိုပဲအတူတူပဲသူလည်းဈေးနှုန်းတက်တဲ့အခါရှိတယ်ကျတဲ့အခါရှိတယ်ဗောနော်အဲကိုကဘာမှမသိပဲနဲ့အဲကိုကတော့သူများရွှေရွှေရွှေဆိုလို့ဗောနော်ကိုကဝယ်လိုက်တယ်ကိုကအမြင်ဈေးဗောနော် all time high ဗောနော် all time high မှာဝယ်ထားမိတယ်အမြင့်ဆုံးဈေးမှာဝယ်ထားမိတယ်ဆိုရင် အဲ့ဒီဈေးကိုပြန်မရောက်ဖက်နဲ့ကြနေကိုကအများနဲ့ရှုံးနေမှာပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့ကတစ်ချက်အဲတီးဖို့လိုတယ်ပေါ့နော်အဲဒီအကြောင်းလို့ကိုကအဲဘာမှမတီးဘဲနဲ့ဒီတိုင်းဝယ်လိုက်မဲ့ဆိုင်ရင်ပေါ့နော်ကျွန်တော်တို့ကတစ်ချက်အဲဒီရွှေနဲ့ပတ်သက်တဲ့အရာတွေကိုအဲလေ့လာဖို့လိုတယ်ပေါ့နော်အဲနောက်ပြီးတော့အဲဒီရွှေနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်ဂျပန်ရဲ့ရွှေနဲ့ပတ်သက်တာတွေအရာတွေကိုဘယ်မှာကြည့်လို့ရလဲဆိုရင်တော့ ဲတာနာကာဆိုတဲ့ဒီ website မှာကြည့်လို့ရတယ်အဲတာနာကာ retail price ဆိုပြီးရရှာလိုက်ရင်ကျွန်တော်တို့ဂျပန်မှာဒီနေ့အဲတကယ်အဲတကံတကံကိုဘလောက်ရမ်းဘလောက်ရမ်း2000ဆိုရမ်း2000 2000နဲ့မှ190 2000နဲ့မှ190အဲ့လိုမျိုးကြီးသူတို့တင်ပေးထားတာရှိတယ်အဲ့ဒါတော့သူတို့ကဒီအချိန်မှာဒီဈေးဆိုပြီးတင်ပေးထားတဲ့ပုံစံမျိုးပေါ့နော်အဲ့အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့ကိုကပေါ့နော် စက္ကန့်နဲ့အမျှပြောင်းနေတဲ့ဈေးတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်မှာကြည့်လို့ရမလဲ Trading View မှာကြည့်လို့ရတယ်ပေါ့နော်အဲ Trading View ဆိုပြီးတော့ကျွန်တော် App Store မှာဖြစ်ဖြစ် Play Store မှာဖြစ်ဖြစ်အဲရိုက်ချလိုက်လို့ရတယ်ပေါ့နော်အဲအဲ့ဒီထဲကနေမှတစင်းဘာဘယ်နေရာမှာသွားကြည့်ရမလဲဆိုရင် Trading View ထဲမှာ HAU USD USD ဒါမှမဟုတ်ရင်ပေါ့နော်ကျွန်တော်တို့ကဂျပန်ယန်းနဲ့ကြည့်ချင်တယ်ဆိုရင် HAU အဲ JPY ဆိုပြီးတော့ရိုက်ရှာပြီးတော့ကျွန်တော်တို့စက္ကန့်နဲ့မျှပြောင်းနေတဲ့ဈေးတွေကိုတအားတစ်ထက်မှကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါတော့စက္ကန့်နဲ့မျှဒီအယောင်းဝယ်ဖြစ်နေတဲ့ဈေးတွေပေါ့နော်အဲဟိုကျွန်တော်တာတာဏကထဲမှာဆိုရင်တော့သူတို့သတ်မှတ်ထားတဲ့အဲတဏှာရတစ်ခါဆိုတဏှာရတစ်ခါသူတို့တင်ပေးထားတဲ့ဈေးကိုပဲတွေ့ရမှာပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးကြည့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီ trading view ထဲမှာဆိုရင်ကိုကဘာတွေကြည့်လို့ရအောင်မလဲဆိုရင်ကျွန်တော်ဒီလိုပုံစံမျိုးတွေပေါ့နော်အဲဒါဆိုရင်ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်ပေါ့နော်အဲဒီမှာဆိုရင်လုံခဲ့တဲ့အဲတပတ်ကပေါ့နော် အဲလွန်ခဲ့တဲ့တပတ်ဆိုအခုတပတ်ပေါ့နော်အခုတပတ်မှာဆိုရင်ကျွန်တော်ရွှေသေးရဘယ်လောက်ထိတက်ထားလဲဆိုရင်3.55ရာခိုင်နှုန်းပေါ့နော်အဲအဲ့လောက်တက်တယ်ပေါ့နော်လွန်အဲကျွန်တော်အခုတက်လာတဲ့မှာဆိုရင်ဘယ်လောက်လောက်ထိတက်ထားလဲဆိုရင်17.25ရာခိုင်နှုန်းပေါ့နော်အဲ့လောက်တက်ထားတယ်အဲလွန်ခဲ့တဲ့3လမှာပေါ့နော်3လမှာဆိုရင်အဲရွှေသေးဘယ်လောက်ထိတက်ထားလဲဆိုရင်15.93ပေါ့နော်တောက်လျှောက်ကိုတက်နေတာပေါ့နော်ဈေးရတော့တောက်လျှောက်ကိုတက်နေရဲအဲနောက်ပြီးတော့အဲ လွန်ခဲ့တဲ့6လအတွင်းမှာဆိုရင်ဘယ်လောက်ထိတက်လဲဆိုရင်24တက်သမာ2300ရာခိုင်နှုန်းထိဈေးရတက်ထားတယ်ပေါ့နော်။နောက်ပြီးဒီမှာ YDD ဆိုတဲ့ဟာပေါ့နော်။ YDD ဆိုတာကြတော့ year to date ဆိုတဲ့ဟာဟိုအတိတ်ပဲပေါ့နော်။ year to date ဆိုတာကြတော့ကျွန်တော်တို့2025အဲတလပိုင်းတရက်နေ့ကနေစပြီးတော့အဲအခုရောက်နေတဲ့အချိန်အထိပေါ့နော်။အခုရောက်နေတဲ့အချိန်အထိပေါ့။အဲအဲ့ဒီကြာအတော်တွင်းမှာဆိုရင်48တက်သမာ44ရာခိုင်နှုန်းပေါ့နော်။အဲအဲ့လောက်တက်ထားတယ်ပေါ့နော်။ အဲဒီမှာ1 year ဆိုတဲ့ဟာ1 year ကြာတော့ဒီတစ်နှစ်အတွင်းမှာဘယ်လောက်ထိတက်ထားလဲဆိုရင်တော့ကျွန်တော်တို့55တက်သမာ2900ရာခိုင်နှုန်းထိရောတက်ထားတယ်ပေါ့နော်အဲအဲ့ဒါဆိုတော့ငါးဆိုင်ရဲ့ရာခိုင်နှုန်းနည်းနည်းတက်ထားတယ်ပေါ့နော်အဲဒီနှစ်အတွင်းမှာပေါ့တစ်နှစ်တစ်နှစ်တာအတွင်းမှာပေါ့နော်အဲ့လောက်ထိတက်ထားတယ်ဒါမျိုးလေးတော့ကိုကသိထားရင်တော့အဲကိုပို့ပြီးတော့ဝယ်တာဝယ်တဲ့နေရာမှာပို့ပြီးထောက်ကူဖြစ်မယ်လို့ထင်တယ်ပေါ့နော်အဲနောက်ပြီးတော့ဒီရွှေပဲဖြစ်ဖြစ်တခြားအဲဒီ story ပဲဖြစ်ဖြစ်နောက်ပြီးတော့ bitcoin လို့အရာမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲကိုက ဝဲတော့မယ်ဆိုရင်ယင်းနီးမြုပ်နှံမှုလောက်တော့မယ်ဆိုရင်ပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဘာသီးဖို့လိုလဲဆိုရင်ယင်းနီးမြုပ်နှံမှုဆိုတဲ့အတိုင်းပဲယင်းနီးမှာမြုပ်နှံမှာပေါ့နော်အရင်ဆုံးကိုကဒီအရာကိုကိုကကိုနဲ့ယင်းနီးအောင်စပြီးတော့တစ်ချက်လေ့လာသင်တယ်ပေါ့နော်ကိုကိုကိုယ်တိုင်ယင်းယင်းနီးနီးရှိမှပဲဒီနေရာမှာမြုပ်နှံသင်ပါတယ်လို့ပေါ့နော်အဲနောက်ပြီးတော့ခုရွှေသေးလားလာနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဒီပညာရှင်တွေခံမှန်းတဲ့ခံမှန်းချက်ပေါ့နော်အဲဟာနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ပြောဆွေးနွေးကြည့်အောင်ပေါ့နော် ဒီရွှေစည်းဟာကျွန်တော်ဒီနေ့ပေါဒီနေ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ဒါဟိုကျွန်တော် US ဒေါ်လာနဲ့ပဲပြောလိုက်မှာပေါ့နော်3860ဝန်းကျင်မှာပေါင်နေတယ်ပေါ့နော်3860ပေါ့နော်3860ဝန်းကျင်မှာသွားနေတယ်အဲပညာရှင်တွေသူတို့တွေခံမှန်းကြတာတော့3900အဲဒီနေ့ထဲမှာပေါ့နော်3900ဒါမှမဟုတ်4000ကိုတော့အဲမကျော်နိုင်သေးဘူးပေါ့နော်3900ဝန်းကျင်မှာပဲ အဲ့ဒါအဲဝန်းကျင်3900ကိုသူတို့ဖောက်သွားရင်တောင်မှပဲ4000ဆိုရင်အဲပြန်ဆင်းဖို့များတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးအဲသူတို့ရေခံမှန်းထားကြတာရှိတယ်အဲသူတို့ရောင်းတဲ့လူတွေနေအနေနဲ့ကြာတော့လေအဲအဲ့ဒီဈေးရောင်းရင်တော့သူတို့တွေနေ break ဖို့အဲလာလာများတယ်ပေါ့နော် အဲဝယ်ထားတဲ့လူတွေအနေနဲ့ဒီချိန်တွေမှာဒီဈေးတွေမှာဆိုရင်အဲရောင်းထုတ်နိုင်ချေများတယ်အဲဒါဆိုရင်တော့ဈေးကအဲပြန်ပြီးတော့အောက်ကိုခဏပြန်ကျသွားတာမျိုးတွေရှိနိုင်တယ်ဆိုပြီးတော့သူတို့တွေခံမှထားကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကဒါဒေါ်လာဈေးနဲ့ကျွန်တော်တစ်ချက်ပြောပြပြောပြတာပဲဖြစ်တယ်ပေါ့နော်အခုဒီနေ့ပေါ့ဈေးဆိုရင်တော့ကျွန်တော်ဂျပန်ဘက်မှာဆိုရင်တော့အဲတက်ဂရောင်းကို2000နဲ့မှ190ဝန်းကျင်ရှိမှထင်တယ်အဲအဲ့လောက်လောက်ဈေးဝန်းကျင်ရှိရပေါ့နော်အဲအဲ့ဒါဆိုတော့ အခုချိန်ဝယ်လိုက်ရင်ကျတော့အခုချိန်ကကျတော့ကျွန်တော်ဈေးကွက်ရဲ့အမြင့်ဆုံးဈေးကိုရောက်နေတာ all time high ကိုရောက်နေတာဖြစ်တဲ့အတွက်အဲဒီထက်တက်အောင်ပါလားဗောနော်အဲမတက်ခင်ဒီအမြင့်ဆုံးကျွန်တော်တို့ဈေးဘယ်ဈေးကွက်မဆိုဗောနော်အမြင့်ဆုံးဈေးကိုဖောက်ဖို့ဆိုတာအဲဒီ all time high ကိုဖောက်ဖို့ဆိုတာလွယ်တော့မလွယ်တဲ့ကိစ္စဗောနော်ဒါပေမဲ့အခုချိန်မှာတော့ဈေးကတော့ all time high ကိုတောက်လျှောက်ဖောက်လာတယ်ဗောနော်အဲဒါပေမဲ့ပညာရှင်တွေခံမှန်းတာကတော့ ဒီ3900ဝန်းကျင်မှာ break မယ်လို့အဲသူတို့တွေအများစုကတော့ခံမှန်းနေပါတော့ဒါကတော့ကျွန်တော်လဲသူတို့တွေရဲ့သုံးသက်ချက်တွေကိုကျွန်တော်တစ်ချက်လိုက်ကြည့်တယ် live ဖတ်တယ် live ဖတ်နေတာဒီဟာလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်ဒါကတော့ကိုယ်တိုင်ဝယ်လာမဝယ်လာတော့ကိုယ်ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့တခုခုဝယ်တော့မယ်ဆိုရင်တော့ဒီအရာကိုကိုယ်ကိုယ်တိုင်ရင်းနှီးအောင်စပြီးတော့လေ့လာသင့်ပါတယ်ကိုယ်ကိုယ်တိုင်ရင်းနှီးပြီးရကြမှာအဲဝယ်တာကပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်အဲခမရော အဲဒီရွှေတွေပါလေဝယ်ထားလားဆိုတော့ကျွန်တော်ကတော့ရွှေကိုကျွန်တော်ကအဲ့လောက်ကြီးစီအာယုံမရှိပါဘူးကျွန်တော်ရွှေနဲ့ပတ်သက်တာအဲ့လောက်ကြီးအာယုံမရှိတဲ့အတွက်နောက်ပြီးတော့ရွှေရောကျွန်တော်ကမွဲပါဘူးကျွန်တော်ကဘယ်ဘက်မှာအာယုံပုံများလဲဆိုရင်ကျွန်တော်ခရစ်တိုနဲ့ပတ်သက်တဲ့အရာတွေမှာကျွန်တော်ပို့ပြီးတော့အဲစိတ်ဝင်စားမှုရှိတဲ့အတွက်ကျွန်တော်ကတော့ခရစ်တိုနဲ့ပတ်သက်တာတွေပဲအဲဝယ်ပြတာများတယ်ပေါ့နော်ဒါပေမဲ့ခရစ်တိုလည်းတရားဝင်ဝယ်လို့ရတယ်ပေါ့နော်ဂျပန်မှာအဲဝယ်လို့ရတယ်အိတ်ချိန်တွေရှိတယ်အဲ့မှာသွားဝယ်လို့ရတယ်အဲဒါပေမဲ့ခရစ်တိုကဒီမှာဂျပန်မှာက အဲသူကအမျက်ခွန်လည်းတော်တော်များတယ်ပေါ့နော်အမျက်ခွန်တော်တော်များတယ်သူကတကယ်လို့မျက်တဲ့ဟာကိုအမျက်ခွန်ဆောင်းရမယ့်ဟာလည်းတော်တော်များတယ်အဲအဲ့လိုမှမဟုတ်ဘဲနဲ့တခြားပေါ့နော်အခွန်မဆောင်းရတဲ့နီလန်တွေလည်းရှိတယ်အဲအခွန်မဆောင်းအောင်ကိုယ့်အံကိုလှုပ်လို့ရတဲ့ဝယ်လို့ရတဲ့နီလန်တွေလည်းရှိရပေါ့နော်ဒါတွေကတော့အဲကျွန်တော်အနေနဲ့ဒီမှာတော့အဲချမပြဘူးပေါ့နော်ကိုယ့်အံကိုတစ်ချက်လေးလာကြည့်ရင်လေးလာကြည့်လို့ရပါတယ်အဲခင်ဗျားတို့အနေနဲ့ကိုယ့်အံကိုဘာမှအခုကျွန်တော်ကတော့ဘာမှမလေးလာခြင်းမှုကိုယ်ကိုယ်လည်းဘာမှမသိဘူးပေါ့နော်ကိုယ်ရှိနေတဲ့ပတ်သက်ကလေးတွေကို အဲမင်းစီပို့ထားမယ်ဆိုရင်လည်းကျွန်တော်စီလာပို့လို့ရပါတယ်ကျွန်တော်စီလာလွှဲထားလို့ရပါတယ်ကျွန်တော်ရင်းနှီးမြှုပ်နှံပေးပါမယ်အဲကျွန်တော်ဘန်ကတ်ပို့လိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော်ခင်ဗျားတို့ဘလော့လိုက်မှာပဲဖြစ်ပါတယ်သားတော့စတာပေါ့เนาะကျွန်တော်ဘုဒ္ဓဥတ္တမှာလည်းကျွန်တော်အဲ့လိုမျိုးလောက်မပေးပါဘူးလောက်ပေးမယ်အစီအစဉ်လည်းမရှိပါဘူးဒါကြောင့်မလို့ကိုကိုတိုင်းရင်းနှီးမြှုပ်နှံခြင်းနဲ့ဆိုရင်တော့ အရင်ဆုံးဒီအရာတစ်ခုကိုအရင်ဆုံးရင်းနှီးအောင်စာပြီးလေ့လာပါရင်းနှီးမှပဲမြုံနှံမှာပေါ့နော်ဒီ crypto နဲ့ပတ်သက်တာဆိုရင်လည်းအရင်တလောကပဲဒီဂျပန်မှာပဲ1250ဝန်းကျင်လောက်အလိန်ခံလိုက်ရတယ်လို့ရှိရပေါ့နော်အဲဒါကလည်းသူကိုယ်တိုင်မလေ့လာခဲ့တဲ့အပြစ်တွေလည်းပါမယ်ပေါ့နော်အဲအကောင့်တစ်ခုဖွင့်တာကိုကိုကိုယ်တိုင်မဖွင့်မနဲ့သူမြောက်ကိုသွားပြီးတော့ဖွင့်ခိုင်းတယ်အဲသူမြောက်ဖွင့်ပြတာတဲ့အကောင့်တွေကိုပဲကိုယ့်ရဲ့ ရှိရှိတဲ့ငွေတွေကိုပုံဩပြီးတော့ထည့်ပြီးတော့ရင်းနှီးညွှန်းနှံတယ်ပေါ့နော်။နေဒီအကောင့်ဟိုဘက်ကဖွင့်ပြီးတဲ့အတွက်ဟိုဘက်ကအချိန်မြေပြောင်းဝင်လို့ရတယ်ပေါ့နော်။အဲအဲ့လိုပဲပါသွားတယ်တယောက်လည်းရှိတယ်ပေါ့နော်။အားကြောင့်မလို့ရင်းတော့ဘယ်ဟာရွှေဘယ်ဖြစ်ဖြစ်ခရစ်တိုဘယ်ဖြစ်ဖြစ်အဲ stock exchange တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ stock e ပါဆိုရင်လည်းဒီမှာရှင်းနီစာတော့ဘာလို့လိုမျိုးတွေမှာရင်းနှီးညွှန်းနှံလို့ရတယ်ပေါ့နော်။အဲအဲ့လိုဟာမျိုးတွေကိုရင်းနှီးညွှန်းနှံမရင်းနှီးညွှန်းနှံတော့မယ်ဆိုရင်တော့အရင်ဆုံးအဲကိုကိုတိုင်းရင်းနှီးအောင်စပြီးတော့လေ့လာဖို့အကြံပေးခြင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။